အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ Facebook page တွေမှာကျွန်တော်တို့ဆာလာပြီးတော့ပို့လို့မရစေချင်ဒီ page messenger ပိတ်ထားလို့ရမယ်နီလန်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်းလေးကကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်အများတမ်းပဲပိတ်ထားခြင်းလည်းရသလိုဒါမှမဟုတ်ကိုယ်တရက်တလေလောက်ပဲပိတ်ထားခြင်းနဲ့ဥပမာအဖြစ်ကျွန်တော်တို့ဈေးရောင်းတဲ့ page တွေဆိုရင်ဗျာဥပမာအလုပ်ပိတ်ရက်လောက်မှာကျွန်တော်တို့ဒီ page messenger ကိုတရက်လောက်ပိတ်ထားခြင်းနဲ့နောက်ရက်မှပြန်ဖွင့်မယ်ဒီလိုမျိုးလေးရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဟိုအကြောင်းမျိုးမျိုးကြောင့် page messenger ကိုလုံးဝအသုံးမပြုခြင်းဘူးပေါ့နော် page messenger ကိုရ ာတပံအပီးပိတ်ထားခြင်းလည်းရတယ်ပေါ့နော်အကူကြိုက်တဲ့ချိန်မှာပြန်ဖွင့်လည်းရတယ်ဒီလိုမျိုးနီလန်းလေးကိုအစာဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Facebook ကဆော်ရဲတဲ့ကိုအရင်ဆုံးသွားလိုက်မယ်ပေါ့နော် Facebook ကဆော်ရဲတဲ့ကိုသွားပြီးပြီဆိုရင်အဲကျွန်တော်ပြန်ပြီးဝင်ပြပေးမယ်နော် Facebook ဆော်ရဲတော့သွားလိုက်မယ်သွားပြီးပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ admin အကောင့်ကနေပြီးတော့ Facebook ပေ့ကိုအရင်ဆုံးချိန်ပေးရမယ်ပေါ့နော်မချိန်တတ်ဘူးဆိုရင်ကျွန်တော်ဗနီးယားနဲ့သွားချိန်လို့ဒါတော်တော်များများတော့တိမှာပါဒါပေမဲ့ကျွန်တော်မချိန်တတ်တဲ့သူတွေအတွက်ပြပေးမယ်ပေါ့နော်အဲကျွန်တော်ဒီညာဘက်ဆုံးညာဘက်ဆုံးအပေါ်ဆုံးပါပေါ့နော်ဒီမီနူပါဒန်လေးနဲ့ profile နေရာလေးရှိပါတယ်ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာရှိတဲ့အဲဒီ profile icon လေးဒါမှမဟုတ်ဒီမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ pay pay နဲ့ admin ကောက်ကိုသွားပြီးချိန်လို့ရရယ်ပေါ့နော်ကျွန်တော်ကတော့အခုကဒီ testing 960ဆိုတဲ့ pay ပေါ့နော်ဒါ sample ပြပေးထားတဲ့ pay လေးပေါ့နော်အဲဒီ pay လေး ပေးနေရလေးကိုကျွန်တော်ချိန်ပြီးသားပေါ့နော်မိတ်ဆွေတို့ကတော့ဒီကိုယ့်ရဲ့ element ကောက်ဖြစ်နေရဆိုရင်ပေးကိုအရင်ဆုံးချိန်လိုက်ပါဗျာချိန်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာကိုရောက်သွားပြီဆိုရင်အောက်ဆုံးနားလေးကိုနည်းနည်းဆွဲလိုက်ပါအောက်နားလေးကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာကျွန်တော် Facebook နဲ့ပတ်သက်ရင်တကူသွားပြင်ချင်နိုင်သွားနေကြနေရာလေးပေါ့နော်ဒီ setting icon လေးနဲ့ setting ပိုက်ပတ်စီဆွဲနေရာလေးကိုတစ်ချက်ထပ်ပြီးတော့သွားပြရမှာဖြစ်ပါတယ်ဗျအဲဒီဟာလေးပေါ့နော်ကျွန်တော်မြားလေးထုတ်ပြပေးထားပါတယ်ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာလေးကိုရောက်ပြီဆိုရင်အပေါ်ဆုံးမှာလူပုံသဏ္ဍာန် profile icon လေးနဲ့ setting ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျ။ အဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုပေါ့နော်စတင်လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီပုံစံတိုင်းတွေ့ရပါလိမ့်မယ်ဗျာဒီပုံစံတိုင်းတွေ့ရပြီဆိုရင်တော့ကျွန်တော်အောက်နားကိုနည်းနည်းဆွဲပေးလိုက်ပါအဲအောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာ how people find and contact you ဆိုပြီးတော့ကျွန်တော်တို့ရဲ့ဒီ Facebook page setting ထဲမှာလာပြီးတော့တွေ့ရပါလိမ့်မယ်ဗျာဒီ how people find and contact you ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါနော်နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ ဒီအောက်ဆုံးမှာဒီမဆိတ်တင်မဆိတ်ဆိုတာလေးရှိရပေါ့နော်အဲ့ဟာရအမအောက်မှာဒီ allow ပြီးပဲတူ message view you are pay ဆိုပြီးတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဗျာဒီကောင်လေးပေါ့နော်ကျွန်တော်အနီဝိုင်းလေးခတ်ပေးထားပါတယ်မမြင်ရမှာဆိုလို့အဲ့ဒီဟာလေးရအနောက်မှာပိတ်ဖွင့် cloud လေးရှိရပေါ့နော်အဲ့ဟာလေးက default အပြင်ဆိုလိုမျိုးလေးပွင့်နေမှာရဖြစ်ပါတယ်ဗျာအဲ့ cloud လေးကိုတစ်ချက်နဲ့ပြီးပိတ်ပေးလိုက်အောင်ပါပဲအဲ့ဒါလေးကိုလိုမျိုးလေးနှိပ်ပြီးပိတ်ပေးလိုက်ရင်တော့ဒါကျွန်တော်တို့ရဲ့ pay messenger ကပိတ်သွားမှာရဖြစ်ပါတယ်ဗျာတချို့ pay တွေမှာချက်ချင်းပိတ်ပြင်မယ်တချို့ pay တွေမှာ24 hour ပေါ့နော်24နာရီအတွင်း Facebook ကနေပိတ်ပေးသွားပါလိမ့်မယ်ဗျာဒါလေးပိတ်ပေးထားလိုက် င်ရပါပြီအကယ်၍ကိုကဟိုပေးမက်ဆေ့ချာကိုပြန်ဖွင့်ခြင်းနဲ့ဆိုရင်လည်းဒီ cloud ကလေးကိုတစ်ချက်နှိပ်ပြီးဒီလိုမျိုးလေးပြန်ဖွင့်ထားလိုက်ရင်ရပြီပေါ့နော် အဲဒီလိုဒီ cloud ကလေးကိုပဲပိတ်ဖွင့်လုပ်ပေးဦးမှာပဲကျန်တာလုံးဝလောက်ဟိုဘာမှလုပ်ရမလို့ဘောနော်ဒီနီးတန်းလေးနဲ့ကျွန်တော်တို့ရဲ့ Facebook page တွေရဲ့ Messenger တွေကိုပိတ်ဖွင့်လုပ်လို့ရပါတယ်ခင်ဗျာကိုကပိတ်ထားခြင်းဒီလိုမျိုးလေးပိတ်ထားလိုက်ဖွင့်ခြင်းဒီလိုမျိုးလေးပြန်ဖွင့်ပေးလိုက်အောင်ပဲဘောနော်ချက်ချင်းအပြောင်းလဲမရှိရင်တော့မှ24 hour 24ရက်အတွင်း Facebook ဘက်ကနေပြီးတော့ပိတ်ဖွင့်လုပ်ပေးသွားပါလိမ့်မယ်အဲဒီနီးတန်းလေးရတော့ဒါမိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ